်ညီမပါကင်ဖောက်တဲ့အချိန်ကဘယ်ချိန်ကျွန်မအသက်23နှစ်အချိန်ရှင်တော့အဲ့ဒီမှာကျွန်မပါကင်ဖောက်ခံတည်နေရှင်တော့ဘယ်လိုနေလဲစပတ်သွေးထွက်တာပေါ့မငူဘူးလားငူတော့မငူနာတယ်မကောင်းအဲ့ဒီတော့3ညလောက်ခံပြီးတော့မကောင်းအဲ3ညနောက်နောက်ပိုင်းတော့ကောင်းတယ်နာတယ်နာတယ်ဆိုပေမဲ့အရန်ကောင်းတယ်เนาะရှင်ရောဒီလိုပဲပေါ့တူတူပဲ ပါကင်ပေါက်ခိုင်တယ်ပါကင်ပေါက်တော့ဆိုဘာရနာတမျိုးနဲ့စတ်တမျိုးနဲ့အေးကျမတော့လမ်းဆောင်မနိုင်ဘူးကျမပါကင်စစပေါက်ခိုင်တယ်ညတေးပေါက်လည်းမရတော့ဘူးတေးပေါက်မထွက်ဘူးမလီစပတ်တေးတော့ပေါက်မထွက်ဘူးစပတ်ကိုလည်းစပတ်စပတ်လည်းနာမလီစတ်ထွက်နေတာပဲအဲ့ဒီခရင်ညကျမသူတို့ပီလာမပီလာမသိဘူးအထိုးမခံတော့ပြီးလို့ချင်းကျမယောက်ျားကျမလင်ကြီးတော့ဆိုလို့ရှင်သူသူပါကင်ပေါက်မယ်ဆိုတော့သူစပတ်ပေါက်သူရှာလို့မသိဘူးကျမလည်းမသိဘူးလေ လိုက်ထိုးပရာနေတာပါအေးထိုးတယ်ဟေးအမလေးဟဲ့ထိုးတယ်မဝင်ဘူးဘယ်နေရာဘယ်နေရာမှန်းမသိကိုလည်းနားမလဲချော်တာချော်လားသူကျမကိုမေးတယ်အဲ့နဲ့ညီမလေးနဲ့ तू ကကိုထက်ကြီးရဲ့ဆိုတော့ညီမလေးချော်တာချော်လားချော်သွားချော်လားနဲ့ဘယ်နေရာဘယ်နေရာမှန်းမသိကိုလည်းပြလို့မသိဘူးအေးလေ तू လည်းမီးဖွေထားတယ်ဆိုတော့ तू မီးမပိတ်ထားဘူး तू ပြတဲ့ပင်ပင်နားမှာစိတယ်ငါလည်းမသိဘူးလေစပတ်ပေါက်ဆိုတော့သိလို့မလားကိုလည်းကိုစပတ်ပေါက်လည်း तू တခါမှမနိုင်ဘူးလေရှင်တော့ရှင်စပတ်ပေါက်စင်နိုင်ဘူးလားနိုင်ဘူး အဲ့ဒါနဲ့ဟောဟိုစံသွိုးဒီစံသွိုးနဲ့ဟဲ့သူ့လီကြီးနဲ့ဟဲ့လီကလည်းကြီးလည်းကြီးလည်းပြီးလို့ရှင်လဲမာလဲမာလဲဆိုလီကြီးလို့ဟဲ့မျက်လုံးမပြူးထွက်တာမလေးငရေငရေတော့မြင်တယ်မျက်လုံးမီးပွေ့သွားတော့ဟာပါကင်ဖောက်ကန်သေးတယ်မျက်စစ်လုံးမီးပွေ့သွားတာမလေးငရေပြီးစင်ရတယ်လို့ယူမယ်နော်အဲ့တပတ်၃ရက်တပတ်လောက်မှာ အေးနပ်ပြီးတက်တယ်လို့လို့ငရဲပြီးစင်းတယ်လို့လို့နဲ့နပ်ပြီးတက်ရတော့ဘောင်းရဲ့၄ရက်ဆိုတော့သူအားငါအားပဲအိုး